Hello အားလုံးပဲမင်္ဂလာပါကင်ဆာဆိုတိုင်ပြီမှာ page ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကင်ဆာလူနာတွေမှာအဖြစ်များတဲ့ပြုတ်ခြင်းအန္တရာယ်အကြောင်းလေးကိုဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ကင်ဆာဆေးတွေတွင်းလိုက်တဲ့အချိန်မှာကင်ဆာဆေးတွေတောက်လိုက်တဲ့အချိန်မှာ လူနာတော်တော်များများကပြုတ်အန်ခြင်းအော်ဂလီဇန်ခြင်းကိုခံစားရတတ်ပါတယ်ဒါကတော့ဆေးတွေက အုံနောက်ရဲ့အန်ဂျင်စိတ်ကိုလှုပ်ဇော်တဲ့ chemoreceptor trigger zone လို့နေရာမျိုးတွေမှာသွားပြီးတော့အာနိသင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ကအန်ဆင်လာတာအန်ထွက်တာတွေဖြစ်တာပေါ့နော်အဲ့တော့အန်ဂျင်နေဆိုတာအလွန်ခံရခက်တဲ့ဝေဒနာပါမကြာခဏအန်ဒီရလို့ရှိရင်ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေဆုံးရှုံးနေဒစားတွေဆုံးရှုံးနေဒါအန်ဒီရရှိပါတယ်အန်မထွက်ဘူးဆိုရင်တောင်မ တစ်ချိန်လုံးလေးစင်းတွေတက်ပြီးတော့ပြုတ်နေတာမအီမသာဖြစ်နေတာဘာမှစားကျင်တောက်ကျင်စိတ်မရှိတဲ့ဝေဒနာကလည်းအယံခံရခက်တဲ့ဝေဒနာတစ်ခုပါပဲ။ တော့ engineer ရဲ့လူနာအတွက်ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းအဲ့ပျောက်စီးတိုက်ရမှာပေါ့နော်စီးတွေတောက်တာအရေးကြီးတယ်လို့လူနာကိုဘယ်လိုပြုစုစောင့်ရှောက်ကလေးရလဲအရေးကြီးပါတယ် engineer ရဲ့လူနာကတက်တောက်တက်တာရှိဖို့အရန်အရေးကြီးတယ်အဝတ်အစားပဲဖြစ်ဖြစ်သူနားနေတဲ့နေရာပဲဖြစ်ဖြစ်သူရှိနေရဲ့ပုံဝင်ခြင်းပဲဖြစ်ဖြစ်ကလူနာအတွက်တက်တော့တက်တာလည်းဖြစ်နေရမယ်လေဝင်တွေအတွက်ကောင်းနေရပါမယ်အရန်အန်ဂျင်နေတဲ့အချိန်မှာပြင်းတဲ့အနံ့တွေ ပြိုဝင်စီရတဲ့အနံ့တွေကိုမရှူမိဖို့လိုတယ်။ဥမာဟင်းနဲ့ပြင်းပြင်းနေကြောင်းလည်းအန်ဂျင်နဲ့တည်းပိုးသက်စေးနဲ့ညီမွေးနဲ့တွေကိုရှူမိပြီးတော့လည်းအန်ဂျင်နာမျိုးရှိတတ်တယ်။အော်အန်ဂျင်နေတဲ့သူကအော်ဂလီဆန်နေတဲ့သူကအစားတွေကိုတနည်းတပိုးတည်းမစားနိုင်ပါဘူး။ပြင်ဆင်ပေးတဲ့သူကအမြင်လှလှလေးနဲ့နည်း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 ခဏခဏစားနိုင်အောင် ပြင်ဆင်ပေးပြီးတော့ကျွေးမယ်ဆိုရင်လူနာအတွက်ပိုတက်တော့တက်တာရှိပါတယ်။အစာစားတဲ့အချိန်မှလည်းထိုင်နေပေးပါ။အစာစားပြီးသွားရင်လည်းပဲတနာရီတနာရီလောက်တော့ထိုင်နေပြီးပါချက်ချင်းတက်အိတ်လိုက်မယ်ဆိုရင်တော့မကြေတဲ့အစာတောက်တွေကပြန်အန်ထွက်လာဖို့အရန်လွယ်ကူပါတယ်နောက်တစ်ခုကတော့အစာမစားချင်သေးတဲ့အချိန်အန်ချင်သေးတဲ့အချိန်မှာလူနာကြိုက်တဲ့အစာတောက်ပုံစံမျိုးလေးကိုကျွေးပေးမယ်ဆိုရင်သူပိုစားနိုင်မှာပေါ့နော် အန်ဂျီနီရဲ့အချိန်မှာမစားသင့်တာကတော့အစာကြည်ခဲတဲ့ဟာတွေပေါ့အဲ့ဒီအစာကိုပြျော့ပြော့ပြောင်းပြောင်းလူးလူးညံ့ညံ့အစာလေးတွေကိုစားပြီးကောင်းပါတယ်အရင်ပြည့်ပြည့်ကြီးစီပါတဲ့ဟာကြီးလေးဤတဲ့ဟာမျိုးတွေကိုတောက်မယ်အစာပေါ့အရေးကြီး juice လေးတွေတောက်ပေးရင်လည်းကောင်းတယ်အရေးကြီး soup လေးတွေပေါ့ပပတောက်ပေးမယ်ဆိုရင်လည်းခန္ဓာကိုယ်အတွက်ကောင်းပါတယ်စီများလုံးနဲ့အစာတောက်ပြီးစီကြော်တွေရတယ်အစာမကြည့်ဘူးအန်စင်တတ်တယ်နော်ဆက်လုံးချိုလုံးနဲ့အစာတွေရတယ် ်အန်ဂျင်နီရဲ့လူနာအတွက်မသင့်တော်ပါဘူးရှင်။ပုံမှန်ပြထားသလိုကော်ဖီလက်ဖက်ရည်ရည်အန်ဂျင်စိတ်ကိုပူဆိုးစေတတ်တယ်။အစားတောက်ကသာရည်ကြီးတာမဟုတ်ဘဲနဲ့အစားတောက်ကိုပြင်ဆင်တဲ့ပုဂံခွက်ရောက်များကလည်းရည်ကြီးပါတယ်။တန်ဆိုးတန်ပုဂံဒီကြောင့်မို့လို့တန်ဆိုးနံပြီးတော့အန်ဂျင်နာပူဆိုးတတ်တယ်။ဒါကြောင့်မို့လို့စိတ်သွေးမိအန်ဂျင်တွေရဲ့လူနာတွေဆိုရင်ပလတ်စတစ်ဇုံးတွေတစ်သားဇုံးတွေခရင်တွေပြောင်းသုံးပေးဖို့အတွက်ညွှန်ကြားတတ်တယ်။အဲ ကင်ဆာဆေးသွင်းတဲ့အချိန်မှာအန်တက်တဲ့သူကဆေးနဲ့ဝေးနေတဲ့အချိန်ဆေးမသွင်းနေတဲ့အချိန်မှာတော့အာဟာရပြည့်အောင်စားတာပေါ့ဆေးသွင်းမဲ့ရက်ဆိုရင်လည်းမသွင်းခင်ကြိုပြီးတော့အားရှိတဲ့ဟာတစ်ခုခုစားပြီးတစ်ခုခုစားထားရင်ပို့အဆင်ပြေပါတယ်ကဲဒီလိုတွေလောက်တာတော့မသက်သာဘူးဆိုရင်တော့သက်ဆိုင်ရဆရာဝန်နဲ့ပြန်ပြရတော့မှာပေါ့နော်အားလုံးပဲ ြုစင်အခြင်းဒုက္ခနဲ့ကင်းဝေးနိုင်ကြပါစေ။ဝိညာဉ်တွေအမြဲဆုံးသက်သာပြီးတော့ကျန်းမာဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုဒီကုန်းချုပ်လိုက်ပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။